အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆက်ရုံမှာဝတ်တာရေးပြောပါတယ်ဒီကလေးကသူကငရုတ်တီအနစ်လေးနဲ့ချစ်ထားတာပါအဲသူ့ရဲ့ရသားတော့သူကပဲငပိအရသားထွက်ပါတယ်ထမကောပြီးထုတ်လေးနဲ့ပါပါတယ်သူကထမင်းတုံးမှာပါတဲ့အနစ်အရသားနဲ့ဆင်တူပါတယ်ဒီတော့ကကျွန်တော်ဝတ်တာတွေအများကြီးခွဲပါတယ်အနစ်တွေအများကြီးပါပဲအာဒီဘက်မှာတော့သူကကင်ချီပါကျွန်တော်ဆက်ရုံကကြွေးတယ်ကင်ချီရန်စားအောင်ပါတယ် အပြည့်ဒီမှာဒီရွက်လေးကိုကျွန်တော်နာမည်ခေါ်လို့မတတ်ပါဘူး။သူကတော့တမ်းမယူယူလေးရဲ့ချက်တော်နီလေးရဲ့ပြန်ပြီးတုတ်ထားတာပါ။နန်းလေးနဲ့ပေါ်ပါတယ်။သူရတာသူကချိုချိုလေးနဲ့နေပါတယ်။အပြည့်ဒါလေးကတော့သူကအာလူးကြော်ပါ။အာလူးကိုသူကချိန်ပြီးတော့အထဲမှာပဲစိန်လေးရဲ့ပြောင်းဖူးလေးရဲ့ကြော်တော့တာပါ။ဒါလေးကတော့သူကဝတ်သားကြော်ပါ။ဝတ်သားလုံးကြော်ပါ။အဲဒါကျွန်တော်နည်းနည်းပဲယူထားပါတယ်။ပြည့်ဒီနေ့ရေတောက်ဟင်းလေးအရင်ကောင်းပါလေချစ်ချစ်ပါ။ ပဲပြောလို့ဆိုပဲငပိလေးရယ်ဘူဒီလေးရယ်ပြီးတော့မုံလာရွက်လေးရယ်ချစ်တာတာပါဒီမှာပါပဲငပိတွေကျွန်တော်အများကြီးဖွယ်ပါတယ်သူကအရင်ငယ်မဟုတ်ဘူးသူကပဲငပိအနက်မူဝေးလေးနဲ့နေပါတယ်ဒီနေ့သမင်းနဲ့ဆောင်းရင်အရင်ဆောက်အောင်ပါလေကျွန်တော်ရမ်းချိတ်ပါတယ်ဘဝကျွန်တော်အဲ့ဒီအပြားလေးတွေနည်းနည်းပိုင်းပြပါမယ်အာလူးကြော်လေးပါသူရတာတော့ချူချူလေးနဲ့နေပါတယ်ပူနေတဲ့ချိန်ဆိုရင်ရမ်းဆောက်အောင်ပါတယ်ကြွကြွလေးနဲ့ချူချူလေးနဲ့ရမ်းဆောက်အောင်ပါတယ် ကြည့်ကြည့်ပါစားကြည့်စရာတွေပါဒါကတော့ကျွန်တော်ထမင်းစားပြီးမှစားပါပါအားလုံးပဲထမင်းစားကြပါအောင်အားလုံးပဲမင်္ဂလာပါ